Hello, nãy xin đi chơi từng người chín đuôi. Tí nhá hà nhá, chúng nó đâu ở từ đâu. Lúc này mày này, tay sẽ là lên từ bụng nãy xin chơi nhau. Đi giờ lại giờ sẽ xong rồi. Chúng nó đâu yên tĩnh để mong man gu Mong man gu hả? Tu vậy xin lẽ lại để khí từ thủy duyên. Nhá trình giáo sĩ là để nè lấy cơm miêu gù. Giáo sĩ to vào đây. Bố tết thân xoa xoa tôi đi để nhà. Lén khí gà lê, ညောင်ညောင်ညညာပင်ပန်းနေတာကြောင့်သူဟာမြို့ထဲကထောင်းတွမ်းပြီးဈေးပေါတဲ့ရွှေရတုဟိုတယ်ဆိုတဲ့ဟိုတယ်တစ်ခုမှာညအိပ်ဖို့အဆုံးဖြတ်လိုက်ပါတယ်ဟိုတယ်ရဲ့လက်ဝေးစင်အခန်းတွေကတော့ပြီးသွားပါပြီကြံတာတော့ရှီဟောင်းအခန်းကြီးတစ်ခန်းပဲရှိပါတော့တယ်ဟိုတယ်မန်နေဂျာကဒီအခန်းကတခါတလေမတမာဘူးပြလို့စကားချီးကျင်နေပေမဲ့မောင်မန်ကိုကတော့ဘယ်တည်းမှငါ့ထက်မကြောက်ဘူးဆိုတဲ့စိတ်နဲ့အခန်းကိုယူလိုက်ပါတယ် အခန်းထဲဝင်တာနဲ့ရှင်ဟောင်းပရိဘောဂရီမှုန်ဆွဲလျေနေရန်ဒီအနံဆိုးတစ်ခုပြီးရောနေရန်မှာချိထားတဲ့ဓာတ်ပုံပေါင်းဟောင်းတစ်ခုဓာတ်ပုံလေးမှာမပြုံးတပြုံးနဲ့အမျိုးသမီးတယောက်ရဲ့မျက်နှာကိုမြင်လိုက်ရပါတယ်ညာနတ်တန်းကောင်ရဲ့ချိန်မောင်မန်ကိုအိပ်ရတဲ့ပက်လက်လန်အိပ်ပျော်နေချိန်မှာပါပဲယောဂီယံဓမျက်စီလဲတန်တန်ဆူးရှစွာဝင်လာပါတယ်သူမျက်စီနှလုံးဖြူးကနေဖြစ်သွားတယ်သူ့ရဲ့အခန်းထဲသူတယောက်သေးပါ ဒါပေမဲ့သူ့အိယာရဲ့ခြေရင်ဘက်မှာအဖြူရောင်အဝတ်စားဟုံးတွေဝတ်ဆင်ထားတယ်အမျိုးသမီးတယောက်ကြောပြန်လဲပြီးဓမျက်စီနဲ့ကျမ်းပင်ကိုလဲနေလေမောင်မန်းကိုကဘဘူးလဲလို့ဘလုံးမသွေမေးလိုက်တယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီအမျိုးသမီးကခေါင်းကိုဖိထည့်ခြင်းအချိန်မိမိနဲ့ဖလှယ်လာတယ်သူမရဲ့မျက်နှာဟာတက်ခွန်တဲကအမျိုးသမီးနဲ့အတူတူပါပဲ။ဒါပေမဲ့သူမရဲ့ပါးဖြင့်နှစ်ဖက်စလုံးမှာမိခိုးရံအည်ပြားတွေ မျက်လုံးတွေကမဲပြာနတ်နေတယ်။ပြီးတော့ပစတ်ကနီမင်းကမင်းကငါခင်ပေါ်လာလို့ညင်းอยู่သားလက်ပြောလိုက်တယ်။မောင်မန်ကိုကမဟုတ်ဘူးမဟုတ်ဘူးကျွန်တော်မင်းသမီးရဲ့ခင်ပေါ်မဟုတ်ဘူးလို့ကြောက်လန့်တရားငေါက်ပြန်တယ်။အဲ့ဒီအခါသူမရဲ့မျက်နာကယုတ်တိရဲ့ပြင်းထန်စွာပြောင်းလဲသွားတယ်။ဟင်မဟုတ်ဘူးလားတိတ်ကောင်းတယ်။ဒါဆိုမင်းရဲ့နှလုံးသားကိုငါယူမယ်လို့ဆိုပြီးသူမရဲ့လက်သက်ရှိကြီးနေနဲ့ မောင်မန်ကိုစီကိုအကြီးစွာသောအရှိန်နဲ့ခုန်ချလာတယ်။မောင်မန်ကိုကအော်ဟစ်ပြီးအိယာကနေခုန်ဆင်းပြေးတယ်။ဒါပေမဲ့အခန်းတကားကပိတ်နေတယ်။ဘလို့မှဖွင့်လို့မရ။သူမကနယံကနေတကိုလုံးထွက်လာပြီးမာနဲ့အတူဒီအခန်းထဲမှာထာဝရနေကြတော့မယ်လို့ကေဗန်ဆူဆူနဲ့ပြောနေတယ်။မောင်မန်ကိုကသူ့ရဲ့နောက်ဆုံးသောတက်တီနဲ့သူ့အိတ်ကတ်ထဲကဓမီလေးကို ထုတ်ပြီးအဲ့ဒီအရာဆိုးစီကိုထိုးလိုက်တယ်။ Eesh. အလင်းညောင်ကိုမခန့်နိုင်နဲ့အဲ့ဒီအရာဆိုးကညင်းယူတဲ့နဲ့ပျောက်ွယ်သွားတယ်။မောင်မန်ကိုကတကားကိုပြန်ကြိုးစမ်းကြည့်တယ်။ဒီတစ်ခါတော့ဖွင့်လို့ရသွားပြီ။သူဟိုတယ်ကနေချက်ချင်းထွက်ပြေးသွားတယ်။မနက်ခင်းမှာရဲတပ်ဖွဲ့နဲ့ပြန်လာတဲ့အခါဟိုတယ်မန်နေဂျာကိုမေးမြန်းကြည့်တော့အန်အောဆရာကောင်းတဲ့အဖြစ်အမှန်ကိုသိရပါတယ်။ဆယ်စုတစ်ခုကျော်ကဒီအခန်းထဲမှာအမျိုးသမီးတဦးတည်ဆုံသွားခဲ့တယ်။ သူမဟာသူ့ရဲ့တစ္ဆာပေါခင်မွန်းကိုဆောင်းဆိုင်ရင်းနေ့စဉ်အခန်းကိုတန်ရှင်းရင်းလုပ်နေတယ်။ပြီးတော့သူမကွယ်လွန်သွားတဲ့ညကသူမရဲ့ခင်မွန်းဟာဟိုတယ်ကိုပြမလာပဲသူမရဲ့နှလုံးသားကိုအစိတ်ခတ်ပြီးတတ်သွားတယ်လို့သိရပါတယ်။ဒါကြောင့်သူမရဲ့ဝိညာဉ်ဟာဒီအခန်းထဲမှာသစ္စာပေါက်ခံရခြင်းရဲ့ဝေဒနာကိုခံစားရင်းသူမရဲ့ခင်မွန်းကိုထင်ရှားသူတိုင်းကို သူမရဲ့နှလုံးသားကိုယူဖို့စောင့်ဆိုင်းနေတာဖြစ်နိုင်ပါတယ်။ဒါကတော့မောင်မန်းကိုတယောက် နဲဟိုတယ်တစ်ခုမှာကြုံတွေ့ခဲ့ရတဲ့ကြောက်ကြောက်ချက်ချားဝယ်အတွေ့အကြုံပါပဲဒီဇလန်လီကိုနားဆင်ပြီးတဲ့အခါခရီးထွက်တဲ့အခါဟောင်းနွဲနဲ့ဟိုတယ်ဒီမှာညအိပ်ဖို့မရွေးချယ်မိအောင်တတိထားကြပါလို့တတိပေးခြင်းပါတယ်ဘာကြောင့်လဲဆိုတော့တင့်ရဲ့အိတ်ခန့်ထဲမှာလဲဒီလိုမျိုးစောင့်ဆိုင်နေတဲ့ဝိညာဉ်တစ်ခုရှိနေနိုင်လို့ပါ